အားလုံးပဲမင်္ဂလာပါရှင်။ Kitit TV Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတော်မြို့နယ်ရှိကြံခိုင်ရုံကိုပျောက်ကြားအဖွဲ့များမိုင်ခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ရှိအကြံဖက်စစ်တပ်လက်ဝေခံကြံခိုင်ရေးပါတီရုံကိုမျိုးပြပျောက်ကြားတပ်ဖွဲ့ဝင်တွေကနိုဝင်ဘာ22ရက်ည9:00နာရီအချိန်လက်ပြပုံတွင်ပြင်းအားမြင့်မိုင်းတွင်တွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ တိုက်ခိုက်မှုကိုရန်ကုန်အာမီဘွိုင်းအင်းနဲ့အနောက်ပိုင်းခရိုင်ပကားဘားတို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးပြင်အားမြင်ပိုင်းတစ်လုံးနဲ့လက်ပြပုံနှလုံးပြစ်ခတ်နိုင်ခဲ့တာကြောင့်ကြံခိုင်ရင်ယုံကိုလုံခြုံရေးယူပေးနေတဲ့အပြာဝစ်သူတွေကိုပါထိခိုက်နိုင်တယ်လို့ရန်ကုန်အာမီဘွိုင်းအတာဝန်ရှိသူတွေကပြောပါတယ်။ရုံဆင်းလာမဲ့ချိန်ကိုစောင့်ပြီးတွေ့တာပါထိခိုက်မှုကတော့ရှိမှာပါ။ကျွန်တော်တို့မိုင်းကိုအေးစေးထောင်ခဲ့ရတယ်ဆိုတော့နောက်ပြီးလက်ပြပုံနဲ့ပါပြစ်ခွဲခဲ့တယ်။အဲ့ဒီမှာရက်ကွက်လုံခြုံရေးအတွက်ခံထားတဲ့အပြာဝစ်ကောင်တွေပါရှိတယ်။ သူတို့ပါထိနိုင်တယ်လို့ရန်ကုန်အာမီပွိုင်းအေတာဝန်ရှိသူကသတင်းဌာနကိုပြောပါရယ်အထက်ပါတိုက်ခိုက်မှုအပြီးဖြောက်ကြားတပ်ဖွဲ့ဝင်တွေလည်းဘေးကင်းရာဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါရယ်လက်ရှိမှာအကြံဖက်စစ်ကော်မရှင်ရဲ့အထူးရောင်ရွေးကောက်ပွဲကျင်းပဖို့အချိန်သိမ့်မလို့တာကြောင့်အဆိုပါရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ထားကြတဲ့မျိုးပြပြောက်ကြားတပ်ဖွဲ့ဝင်တွေရဲ့တိုက်ခိုက်မှုတွေခက်စိတ်စိတ်ဖြစ်လာပါရယ်ရန်ကုန်အာမီ YA အပါအဝင်မြို့ပြပြောက်ကြားတပ်ဖွဲ့တွေကအကြံဖက်စစ်တပ်ရဲ့အထုရောင်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်လောက်ကင်ကြမဲ့သူတွေကို ပြစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်းကြေညာထားပါတယ်။ကြံခိုင်ရေးပါတီဟာအကြံဖက်စစ်တပ်လက်ပါစီအင်အားကြီးပါတီတစ်ခုဖြစ်ပြီးစေကောင်းဆောင်ရဲ့အထူးရောင်ရွေးကောက်ပွဲမှာနေရာရဖို့အယက်သားပြည်သူတွေကိုမလုံပေးလိမ့်လဲမဲဆွယ်မှုတွေလည်းဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။ဆလပီမြောက်ပြည်တောင်ဘက်မင်းလက်ပံရွာတွင်အကြံဖက်စေအုပ်စုနှင့် KNLA ပူးပေါင်းတပ်များကြားနှစ်ရက်ဆက်တိုက်ပွဲပြင်းထန်နေတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ခရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပန်းထိုင်းမြန်မာနယ်စပ်အနီးရှိမင်းလက်ပံကျေးရွာတဝိုက်တွင်စစ်ကောင်စီတပ်များနှင့် KNL ဦးဆောင်သောတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြောင်းနိုဝင်ဘာ22ရက်မှစတင်ကယနေ့နိုဝင်ဘာ22ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိပါသည်။မြေပြင်တရင်ရင်းမြစ်များ၏အဆိုအရစစ်ကောင်စီတပ်ဖွဲ့ဝင်များသည်နိုဝင်ဘာ22ရက်နေ့ကတည်းကမြောက်ပိုင်းဘောလီလမ်းပိုင်းရှိအင်ချင်းမြိုင်ကျေးရွာဘက်မှတက်စဉ်မင်းလက်ပံကျေးရွာဘက်သို့စစ်ကြောင်းချီတက်လှုပ်ရှားလာခဲ့ခြင်းဖြစ်ပါသည်။ အစုပါစစ်ကြောင်းကို KNL တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။မနီကနိုဝင်ဘာ22ရက်ကတည်းကစစ်ကြောင်းထိုးလာလို့ပြစ်ခတ်မှုတွေစတင်တာပါ။ဒီနေ့နိုဝင်ဘာ22ရက်မှာလည်းထပ်ပြီးထိတွေ့မှုတွေရှိနေတယ်။စစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ပါပစ်ကူပေးနေတယ်လို့တော်လှန်ရေးတပ်တွေဘက်ကလည်းသူတို့စစ်ကြောင်းကိုဟန်တာဖို့ကြိုးစားနေပါတယ်ဟုစစ်ရေးသတင်းရင်းမြစ်တအူးကပြောကြားပါတယ်။ ယနေ့နိုဝင်ဘာ22ရက်နေ့နံနက်ပိုင်းတွင်လည်းစစ်ကောင်စီတပ်များကမင်းလက်ပံရွာအတွင်းသို့ဝင်ရောက်ရန်ကြိုးပမ်းလာမှုကြောင့်ထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပါသည်စစ်ကောင်စီဘက်ကလက်နက်ကြီးများဖြင့်ပစ်ကူပေးကာထိုးစစ်ဆင်နေသလိုဒေါ်လန်ရေးတပ်ဖွဲ့များဘက်ကလည်းအပြင်းထန်ခုခံတိုက်ခိုက်လျက်ရှိပါသည်တိုက်ပွဲများကြောင်းမင်းလက်ပံရွာနှင့်အနီးအနားရှိဖလူရဲသေးကူစာသည့်ကျေးရွာများမှဒေသခံပြည်သူများသည်ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရပါသည် စစ်ကောင်စီတပ်ဤလက်နက်ကြီးကြီးများခြေရွာများအတွင်ကြားရောက်ပောက်ကွဲမှုများရှိနေသဖြင့်ဒေသခံများမှနေဆက်ဖြတ်ကျော်ကထိုင်းနိုင်ငံဘက်ခြမ်းနှင့်တောင်ရင်မြစ်ကန်တခုတလျှောက်တွင်ယာယီခိုလုံနေကြရကြောင်းသိရပါသည်စစ်ကောင်စီသည်ပြီးခဲ့သည့်လပိုင်းများအတွင်လက်လွတ်ခဲ့ရသောမြဝတီဘောလီလမ်းပိုင်းတစ်လျှောက်ရှိနေမြများကိုပြန်လည်စုမိုးနိုင်ရန်နှင့်လေကေကော်မျိုးတဲအပါဝင်မင်းလက်ပံဖလူးထေတာများကိုထိန်းချုပ်နိုင်ရန်အတွက်အောင်စီရစစ်စင်ရေးကဲ့သို့သောထိုးစစ်ဆင်မှုများကိုအဆက်မပြတ်ပြုလုပ်လျက်ရှိပါသည် ယခုတစ်ကြိမ်စစ်ကြောင်းထိုးမှုသည်လည်းအဆိုပါနေမည်စုံမှုရေးစစ်စင်ရေးဤအစိအပိုင်းတစ်ခုဖြစ်ပြီးနှစ်ဖက်စစ်ရေးတင်းမာမှုမှာရောကြသွားခြင်းမရှိသေးပေ။လက်ရှိအချိန်တွင်တိုက်ပွဲဖြစ်ပွားရာနေရာတစ်ဝိုက်၌စစ်ရေးအခြေအနေရှုပ်ထွေးလျက်ရှိပြီးဒေသခံများအနေဖြင့်လုံခြုံရေးအထူးသတိပြုကြရန်တော်လှန်ရေးအင်အားစုများကသတိပေးထားပါသည်။ဆလပီကြောက်ဖြူမှာအကြံဖတ်စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကိုအာရကတပ်တော် AA ပြန်လည်တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့နေရာအချို့ကိုအာရကတပ်တော် AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်မှုတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီတပ်နဲ့အာရကတပ်တော် AA တို့ဟာတိုင်ချောင်းတောင်ပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအရီနာကစစ်ကောင်စီတပ်ရဲ့စခန်းငယ်တချို့ကို AA ကပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA နဲ့နှီးဆက်တဲ့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်မှာစစ်ကောင်စီတပ်ဟာသူတို့ထိန်းချုပ်ထားတဲ့တိုင်းချောင်းကြီးရွာကနေရေနံတောင်ချောင်းဝမင်းပြင်စတဲ့ကြီးရွာတွေဘက်ကိုစစ်ကြောင်းထွက်လာခဲ့ပြီးမြေအေးရဲ့ကြားဖြတ်တိုက်ခိုက်မှုကြောင့်ပြန်လည်ဆုတ်ခွာသွားတာတွေလည်းရှိနေတယ်လို့သိရပါတယ်။ကျမတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။